။တနင်္လာဒါသမီတွေကတော့ဒီလမှာအခက်ခဲများကိုလွန်မြောက်ပြီးအစဉ်ပြေချောမွေ့မှုကိုရရှိနိုင်မယ်။စိုက်ပျိုးထားတဲ့ကောက်ပဲတိနံတွေအောင်မြင်ဖြစ်ထွန်းမယ်။နိုင်ငံသားမှငွေရောက်မယ်ဒါမှမဟုတ်နိုင်ငံသားငွေဝင်မယ်။တောက်ကြဒါသမီတွေကတော့ဒီလမှာဝန်ထမ်းဖြစ်ပါကလုပ်ငန်းဝင်မှာဖိအားများမယ်။ဖိအားတန်ကိုခံရနိုင်မယ်။မြေအောက်တရံဇာတာတူဖို့ရေးလုပ်ငန်းတွေကတော့အခက်အခဲတွေကိုကြောဖြတ်ပြီးအောင်မြင်သွားလိမ့်မယ် ဆရာကြီးမင်းတိန်ခတီထွင်ဖန်တီးခဲ့တဲ့ဧကန်တဗျာကရဏဗေဒဗေဒင်ပညာဖြင့်2025ခုနှစ်နိုဝင်ဘာလမှာဖြစ်မဲ့ခုနှစ်ရတာသမီးတို့ရဲ့ကံကြမ္မာအလဲပြောင်းအစိုးကောင်းတွေကိုမြစ်တာဖြင့်ဟောကြားပေးပါတော့မယ်။တနင်္ဂနွေဒါသမီးတွေကတော့ဒီလမှာနိုင်ငံသားခီးထွက်ဖြစ်လိမ့်မယ်။နိုင်ငံသားကို အလုတ်လှမ်းလျှောက်ထားပါကနိုင်ငံသားမှာအလုတ်ရှာနေပါက အလုတ်ရမယ်။အိမ်နစ်တရချင်းအိမ်ဆောက်ရံပနေရရချင်း တမျိုးမျိုးပြုလုပ်ရလိမ့်မယ်မိမိနေတော့လမ်းထဲမှာအိမ်နီးနားမှာနာရေးပေါ်မယ်မသွားတဲ့မှာ လာတဲ့ဘိုင်းမှာဝင်ငွေကောင်းမယ်ဝန်ထမ်းဖြစ်ပါကလာစားတူຢາດູໂຕແມ່ຍ້ອງຍິນနေແດ່ມໍດໍກາຊິບາກະລະກ້ອງມໍດໍກາແດສພຸດແທ້ມາຕະນင်းນານີ້ມາກໍບີມິດນະທົ່ງແທ້ໄລໄປອາຍ້ອງຖွက်ຕົວລີແມ່ອະໂພດັນເຕລີພົງອະຕິດວິນແມ່ສັດດູຊຽາລົງງານປໍແມ່ດາມາຫມົກ စတ်တူရှယ်ယာလုပ်ငန်းမှာအကျိုးမြတ်များခွဲဝေရရှိမယ်ကျွဲဖြူတကောင်ကိုမြင်ပါကငားစာကိုဆုံးတီထိုးပါ ကျမ်းမာကြီးကတော့နောက်ကျောဘက်အောင်မယ်ဒီလမှာစာမိုးဝဲဖြေပါကအောင်မြင်မယ်အခြေရေးမှာကံကောင်းပါတယ်ချစ်တူထံမှလက်ဆောင်ရမယ်ချစ်တူမရှိပါကချစ်တူရမယ်အိမ်တော်ကြီးလည်းတာယာပါတယ်ဒီလမှာကံကောင်းတဲ့ကဏ္ဍတွေကတော့တင့်ငါးကိုကဏ္ဍတွေပဲဖြစ်ပါတယ်ရေရရာကတော့တနင်္ဂနွေနေ့မှာတကူကြီးဖျားတနင်္ဂနွေတော့မှာတာဒနာအလံ၃လက် တပြေကိုညွန်းအုံကိုညွန်းကတ်လူပါအလုတ်တွေအင်တာဗျူးရှိခဲ့ရင်လက်တဲညတစ်ခုဆောင်းသွားပါမြန်မာနိုင်ငံရဲ့ပထမအုပ်ဆုံးသောအွန်လိုင်းရနေတစ်ဆင့်ဗီဒီယိုမြင့်မြတ်နိုင်တဲ့မင်းသင်္ကဗီဒီယိုအပလီကေးရှင်းဝိုင်းဗီဒီယိုဆရာကြီးဆရာမကြီးများဖြင့်တိတ်ကဲ့ကြမှာကိုစမ်းစစ်အပြေရှာကြည့်လိုက်ပါချိန်ကုန်သက်တာစိတ်ချမ်းသာမင်းသင်္ကဗီဒီယိုအပလီကေးရှင်းမှာဗီဒီယိုမြင့်မြတ်ပါတနင်္လာဓာတ်သမီးတွေကတော့ ဒီလမှာအခက်ခဲများကိုလွန်မြောက်ပြီးအဆင်ပြေချောမွေ့မှုကိုရရှိလိမ့်မယ်။စိုက်ပျိုးထားတဲ့ကောက်ပဲတီးနံတွေအောင်မြင်ဖြစ်ထွန်းမယ်။နိုင်ငံသားမှငွေရောက်မယ်ဒါမှမဟုတ်နိုင်ငံသားငွေဝင်မယ်။ရင်းစိန်နေရတဲ့အမှုရှိပါကပြေလျှော့သွားလိမ့်မယ်ဒါမှမဟုတ်အနိုင်ရလိမ့်မယ်။မြေရောင်းဝယ်ဖြစ်မယ်ဒီလမှာငွေနဲ့ပတ်သက်ပြီးတောကရောက်မှုများပြေပြောက်သွားလိမ့်မယ်။ကြောင်းမြေရင်နာရောင်းဝယ်ရေးကတော့လားလေပိုင်းမှာကောင်းလိမ့်မယ်။အမှုပညာရှင်တို့ဖြစ်ပါကဒီလမှာအမှုပညာစမ်းထမယ်။ ဝင်ငွေကောင်းမယ်ကျေးဇူးရှိမှုသူတဦးကိုကျေးဇူးဆက်ခွင့်ကျွမ်းဝလိမ့်မယ်နေအိမ်ကိုဓာတ်ဘူးဝင်ပါကတန်ကောင်းခြင်းနမိတ်ကိုပြပါတယ်လေးစာရှစ်ဆုံးထီထိုးပါကျမ်းမာကြီးကတော့ချောင်းဆိုးမယ်ပညာကြီးကတော့ကံကောင်းပါတယ်ဒီလမှာဆာမိုးဝဲဖြေပါကအောင်မြင်မယ်နိုင်ငံသားကိုပညာကြီးကိစ္စဖြင့်လဲသွားလိမ့်မယ်အခြေရေးမှာအေးချမ်းတာယာပြီးချစ်တူနူဦးရဲ့ချစ်ချင်းမေတ္တာဓာတ်ကြီးကကြီးမားလာလိမ့်မယ် ိမ်တော်ရေးမှာလည်းတဦးနဲ့တဦးနားလည်သဘောပေါက်ပြီးအေးချမ်းတာယာဆိုပြတဲ့အိမ်တော်ရေးကိုပြုနိုင်လိမ့်မယ်။ငယ်ရွယ်သူအိမ်တော်ရှင်တနင်းနာသမီးဖြစ်ရင်တော့သားသမီးယတနာရလိမ့်မယ်။ဒီလမှာကောင်းကောင်းတဲ့ကဏ္ဍတွေကတော့၄6ကဏ္ဍတွေပါပဲဖြစ်ပါတယ်။ရေရာကတော့တနင်းနာနေ့မှာ9နှစ်ကောင်ကိုဘေးမဲ့လွတ်ပါ။ဒီလမှာဝင်ငွေကောင်းစေရန်အတွက်ငွေထားတဲ့အထက်မှာတန်လိုက်လုံးတုံးကိုရေမွေးဆွတ်ပြီးထည့်ထားပါ။အင်းကသားသမီးတွေကတော့ဒီလမှာစီးပွားရေးလုပ်ငန်းများမှာအပြိုင်ဆိုင်များကိုအောင်းနိုင်မယ်။ လုပ်ငန်းတွေစတင်ရခြင်းဆိုင်တင်းဖွင့်ရခြင်းကိုပြုလုပ်ရလိမ့်မယ်။အောင်မြင်မယ်။အိမ်အိမ်ကန်တိုက်ခန်းကွန်ဒိုကန်ရောင်းမထွက်သေးပါကဈေးကောင်းကောင်းနဲ့ဒီလမှာရောင်းထွက်သွားလိမ့်မယ်။ဒီလမှာအမွေကိစ္စစကားပြောပါကအထက်ငော့အနှဲငယ်ဖြစ်မယ်။အလုရှားနေပါက အလုလျှောက်ထားပါကအလုရမယ်။တယ်လီဖုန်းပြက်မယ်ဒါမှမဟုတ်ပြောင်းမယ်။နေအိမ်သားမှာပြားဆွဲပါကဒါမှမဟုတ်ပြားရည်ရောက်ပါကသုံးဆခုံဆုံးထီထိုးပါပညာရေးမှာပေါ်လျော့လင်ဟင်းမှုများရှိနေပါတယ် ကျမ်းမာရေးကတော့စိတ်ဖိစီးမှုများမယ်အခြေရေးမှာစိတ်တူနူဦးကြားဘေးစကားတွေဝင်ပြီးရင်မောရလိမ့်မယ်အိမ်တော်ရေးမှာလည်းတာယာမှုမရှိပါဒီလမှာကံကောင်းတဲ့ကဏ္ဍတွေကတော့တုံးလေးခွန်ကဏ္ဍတွေပဲဖြစ်ပါတယ်ရေရားတော့အင်္ကာနေ့နန်းနယ်ပိုင်းမှာတကိုးကြီးဖရားအင်္ကာတော့မှာဇီဒီကိုလုံးကတ်လှူပါဒီလမှာအလုတ်ကိစ္စနဲ့တွားเสียရှိခဲ့တော့ဓာခဲအစ်တစ်လုံးဆောင်းသွားပါဗုဒ္ဓဘုရားတိမိတွေအတွက်ဒီလကတော့မပြည့်ပြတ်သေးတဲ့အလုတ်ကိစ္စတွေဒါမှမဟုတ်တရားရေးကိစ္စတွေမှာအောင်မြင်စွာပြည့်ပြတ်အောင်ဆောင်ရွက်နိုင်နိုင်မယ် အိမ်ဒိဆောက်ရံအတွက်ပနေရရလိမ့်မယ်အလှူဒါနပြုလုပ်ရလိမ့်မယ်မြေရောင်းဝယ်မှာအထင်ကောဖြစ်ပြီးအောင်မြင်သွားလိမ့်မယ်အမှုပညာရှင်တဦးဖြစ်ပါကမိမိရဲ့အမှုပညာကိုတိုက်ခိုက်မှုများခံရလိမ့်မယ်ဘန်တပါမှာချင်းငွေတင်တာပါကချင်းငွေရမယ်မော်တော်ဆိုင်ကယ်ပြက်မယ်ပျောက်မယ်နန်းနေစောစောကျေးစီတန်ကိုကြားမယ်ကြားပါကနှင်းအစလေးဆုံးထီတို့ပါကြားမကြီးကတော့တွားနာတွားကိုက်ဖြစ်မယ်ပညာရေးမှာအခြေအနေကောင်းပါတယ်ဒီလမှာစာမိုးဝဲဖြစ်ကားကအောင်မယ်အခြေရေးမှာချစ်သူရဲ့အပြစ်တင်ခြင်းကိုခံရလိမ့်မယ် အိမ်တော်ရေးမှာလည်းအိမ်တော်ပဲနဲ့စကားပြောအဆင်မပြေဖြစ်လိမ့်မယ်ဒီလမှာကံကောင်းတဲ့ကဏ္ဍတွေကတော့1 4 6ကဏ္ဍတွေဖြစ်ပါတယ်ရေရားတော့ဗုဒ္ဓူးနေမှာတကူကြီးဖျားဗုဒ္ဓူးတော်မှာကန်းကော်ကိုညွန့်မြေစာကိုညွန့်အုံးကိုညွန့်ကတ်တူပါဒီလမှာငွေကြေးကိစ္စအလုပ်ကိစ္စအင်တာဗျူးကိစ္စများရှိပါကခဲတံတစ်ချောင်းဆောင်သွားပါကြာတာပရိသတ်ရင်းတွေကတော့မိမိနေထိုင်ရာအရာဒေတာရဲ့မြောက်အရာဘက်ကိုညအိမ်ညနေတွားရောက်လက်ပတ်ခြင်းကို အထူးရှောင်ပါတခိုးခိုးခါမယ်ဒါမှမဟုတ်အလိန်ညာခါမယ် ဝန်ထမ်းပြင်တော့လာစားတို့ယာဒူတို့မယ်နိုင်ငံသားမှာအလုရှာနေပါကနိုင်ငံသားကိုအလုလမ်းလျှောက်ထားပါကအလုရမယ်ဒီလမှာအလုတဲ့တွေအင်တာဗျူးဝင်ပါကအောင်မြင်မယ်ဝင်ငွေများပြီးထွက်ငွေနည်းမယ်မော်တော်ကားမှုအနှဲငယ်ဖြစ်မယ်အိမ်အိမ်ကန်းတိုက်ခန်းကွန်ဒိုကန်းအယောင်းဝယ်ဖြစ်မယ်မပုံတင်လိုင်စင်စားတဲ့အထောက်ထားကဒါမှမဟုတ်စာရွက်စာတမ်းပျောက်မယ်လှပတဲ့လိပ်ပြာတကောင်ကိုမြင်မယ်မြင်ပါက6ဆ8ဆုံးထီထိုးပါကျမ်းမာရေးကတော့စီးရောကဖြစ်မယ် ပညာရေးရလကတော့ကျေနားတော့တဲ့အခြေအနေမျိုးမရှိသေးပါအခြေအေးမှာချစ်တူအောင်နဲ့ပြန်ဆက်တွယ်မိလိမ့်မယ်အိမ်တော်ရေးမှာလည်းအေဂျင့်တာယာစုပြေသွားလိမ့်မယ်ဒီလမှာကန်ကောင်းတဲ့ကဏ္ဍတွေကတော့689ကဏ္ဍတွေဖြစ်ပါတယ်ရေရရတော့ကြာတာပရင်းနေမှာတကူကြီးဖျားကြာတာပရင်းတော့မှာဇီးကိုညွန်တပြေကိုညွန်ဂန်းကုန်ကိုညွန်ကတ်တူပါဒီလမှာဝင်ငွေကောင်းစီရန်အတွက်ငွေထားတဲ့အထဲမှာပယုတ်စီအသေးတဘူးထည့်ထားပါတောက်ကြတာအသမီးတွေကတော့ဒီလမှာဝန်ထမ်းဖြစ်ပါကလုပ်ငန်းဝင်မှာဖိအားများမယ် ဖီးအားတံကိုခံရလိမ့်မယ်မြေအောက်တရံဇာတာတူဖို့ရေးလုပ်ငန်းတွေကတော့အခက်ခဲတွေကိုကြော်ဖြတ်ပြီးအောင်မြင်သွားလိမ့်မယ်နိုင်ငံသားတန်ယုံတွေမှာဗီဇာတင်သားပါကဗီဇာရမယ်မော်တော်ဆိုင်ကယ်အရောင်းဝယ်မှာအထင်ငော့ဖြစ်မယ်ပဲပြောင်းတန်းကောက်ပဲတီးနိုင်ရောင်းဝယ်ရေးမှာဈေးကောင်းရမယ်ရောင်းရန်ရှိတဲ့မော်တော်ကားဈေးကောင်းရပြီးရောင်းထွက်ရန်အတွက်တနင်္လာနေ့နာနဲ့9နာရီတိတိမှာအဲ့ဒီမော်တော်ကားရဲ့ dashboard ထဲမှာတကြားလုံးငါးလုံးထည့်ထားလိုက်ပါနေအိမ်ကိုပိုးရင်ကြီးရောက်မယ်ရောက်ပါက3:00ဆုံးထိထိုးပါ ကျမ်းမာရေးကတော့အစာရင်ရောင်းမယ်ပညာရေးကတော့နိုင်ငံခြားမှာအကြောင်းဝင်ဝင်လျှောက်ထားရင်အကြောင်းဝင်ဝင်ရလိမ့်မယ်အခြေရေးမှာတားရပါတယ်ချစ်သူနဲ့လက်ထပ်ဖို့အရေးဆွေးနွေးတိုင်ပင်ရလိမ့်မယ်အိမ်တော်ရေးလည်းတားရပါတယ်အိမ်တော်ရှင်ငရေလူတောက်ကြဓမီဖြစ်ပါကအသားဓမီယတနာထွန်းကားလိမ့်မယ်ဒီလမှာကံကောင်းတဲ့ကဏ္ဍတွေကတော့၃၅၈ကဏ္ဍတွေဖြစ်ပါတယ်ရေရေကတော့တောက်ကြနေမှာတကိုးကြီးဖျားတောက်ကြတော့မှာတပြေ၂၁ညွန်းတာဒနာအလံကိုလည်းကတ်လူပါအလုတ်ကိစ္စတွားစရာရှိခဲ့တော့ခဲရဲ့အဖြူတရုံကိုရေမွေးစုပြီးဆောင်းသွားပါစနေသားဓမီတွေကတော့ ဒီလမှာမိမိမျော်မှန်းထားတဲ့ငွေကြေးပမာဏထက်ပို၍ဝင်လာလိမ့်မယ်။နိုင်ငံခြားခီးထွက်ဖို့ပြင်ဆင်ရလိမ့်မယ်။ရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွေကိုတိုးချဲ့ရလိမ့်မယ်။အယောင်မထွက်သေးတဲ့မြေခွက်ရောင်းထွက်သွားလိမ့်မယ်။ဈေးကောင်းကောင်းနဲ့ရောင်းထွက်မယ်။စိုက်ပျိုးထားတဲ့ဇဘာနဲ့ကောက်ပဲတိနံတွေအောင်မြင်ဖြစ်ထွန်းလိမ့်မယ်။လူမှုရေးအသင်းအဖွဲ့မှာဥဆောင်ပြုပြီးဆောင်ရွက်ရလိမ့်မယ်။ရုပ်ရှင်ဂီတာအမှုပညာထုတ်လုပ်မှုမှာအကြီးကျယ်အောင်မြင်မယ်။ကျက်တူရေးဒါမမို့တာလီကောင်ကိုတွေ့ပါကနှိမ့်ဆာငါးစုံတီထိုးပါ။ ကျမ်းမာရေးကတော့ခြေထောက်နာမယ်ပညာရေးကတော့ထူးထူးခြားခြားအောင်မြင်မှုကိုရရှိနိုင်မယ်အခြေရေးမှာချစ်သူရဲ့ကျင်နာချစ်ခင်မှုကိုပို၍ခံစားရနိုင်မယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်ရဲ့တည်တတ်နားလည်မှုကြောင့်စိတ်ချမ်းသာရနိုင်မယ်ဒီလမှာကံကောင်းတဲ့ကဏ္ဍတွေကတော့2 5 8ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရားတော့စနေနေ့မှာတကိုးကြီးဘုရားစနေတော့မှာနွားနို့ကလူပါသွားလျာချစ်သူခင်သူပေါ်များပြီးမျက်နာပွင့်လန်းစေရန်အတွက်အင်ကြီးအိတ်ကထဲမှာဒါမှမဟုတ်ပက်ဆန်အိတ်ထဲမှာငွေရင်းများလေးတပြားကိုရေမွေးစုပြီး ဆောင်းတာပါဆရာကြီးမင်းတင်ခါတီထွင်ဖန်တီးခဲ့တဲ့ဧကန္တဗျာကရဏဗေဒဗေဒင်ပညာဖြင့်ခொနရတာသမီးတို့ရဲ့ကံကြမ္မာအလဲအပြောင်းအစိုးကောင်းတွေကိုမြန်မာဆယ်လီချန်နယ်မှာလာစဉ်အင်္ဂလိပ်လာစံတရက်နေ့တိုင်းမြစ်တာဖြင့်ဆက်လက်ဟောကြားပေးသွားမှာပဲဖြစ်ပါတယ်မင်းတင်ခါ application မှာဗေဒင်မင်းများနိုင်တယ်လို့အခုဗီဒီယိုရဲ့ comment မှာရှိတဲ့ website link ကနေလဲဗေဒင်မင်းများနိုင်ပါတယ်